ိတ်တူခြင်းနဲ့အညိုအတေထားခြင်းလူတရားထိခနဲ့ရှင်စိတ်တူတတ်စိတ်မရှိဘူးမိဘကလည်းသာသမီပေါ်စိတ်ရှိခြင်းမရှိသေးသာသမီကလည်းမိဘအပေါ်စိတ်ရှိခြင်းမရှိသေးညီကိုမောင်နှမအချင်းချင်းလည်းစိတ်မရှိဘူးစိတ်တူကြတယ်အဲ့ဒီစိတ်တူခြင်းဟာအငင်းပွားခြင်းရဲ့အကြောင်းပဲဖြစ်တယ်ဒါကြောင့်မို့စိတ်တူမယ်ဆိုရင်စိတ်မတူအောင်ကိုယ့်ကိုယ်ပြုပြင်ရမှာဖြစ်တယ် မကန်စွာနှလုံးသွင်းပြီးတော့ကောဓဆိုတဲ့စိတ်တုံမှုဒေါသတရားကိုလျှော့ချကြရမှာဖြစ်တယ်။အဲ့ဒါကိုမလျှော့ချနိုင်ဘူးစိတ်တူတာပဲခုံယူပြီးတော့ငါကမရဘူးထိကနေရှိစိတ်တူတယ်ငါစိတ်ကိုလာမစမ်းနဲ့လို့ဆိုတာမျိုးတွေမလုပ်ဖဲနဲ့အေးငါစိတ်တူမိတာမှားပါလေနောက်မဖြစ်စေရပါဘူးဆိုပြီးစိတ်တုံမှုကိုလျှော့ချဖို့လိုအပ်တယ်။ ဘာနဲ့လျှော့ချရမလဲလို့ဆိုလို့ရှင်အမှန်တရားကိုစဉ်းကျင်သုံးသပ်ခြင်းဖြင့်လျှော့ချနိုင်တယ်။ဒေါသရဲ့အပြစ်ကို ရှုမြင်သုံးသပ်ခြင်းဖြင့်လျှော့ချနိုင်တယ်။တစ်ဖက်သားအပေါ်မှာအပြစ်မမြင်မဲနဲ့မေတ္တာသက်ဝင်ခြင်းဆိုတဲ့အကောင်းမြင်တဲ့ရှုမြင်သုံးသပ်ခြင်းဖြင့်လျှော့ချနိုင်တယ်။အပြစ်ကိုရှုပြီဆိုရင်ဒေါသဖြစ်မှာပဲ။အပြစ်ကိုဘယ်တော့မှမရှုနဲ့။ကောင်းတဲ့အွက်ကလေးကိုသာရှု ကောင်းဘက်ကိုရှာမေတ္တာကိုပွားလူဆိုတာအစိုးကြီးမဟုတ်ဘူးအကောင်းလည်းရှိတယ်လူတိုင်းလူတိုင်းမှာအစိုးကြီးမဟုတ်ဘူးအကောင်းနေလည်းရှိကြဒါကြောင့်မို့ကောင်းတာလေးကို ကြည့်ပြီးတော့အစိုးကိုမေ့ထားလိုက်မေတ္တာပါဥပမာဘာနဲ့တူသလဲလို့ဆိုလို့ရှင်ရေအလွန်စားနေတဲ့ပုဂ္ဂိုလ်တယောက်ခီးသွားရင်ရေစားတယ်ရေတောက်စရာရေအိမ်ကြီးတစ်ခုတွေ့တယ် တို့တော့အဲ့ဒီကြီးအိုင်ကြီးကအပေါ်ကမော်သေးမော်ညင်းနေနဲ့ဖုံးနေတယ်။ရေကလည်းပဲမတော့ရမနေနိုင်တဲ့အခါအိုင်နဲ့ဆင်းပြီးတော့မော်သေးမော်ညင်းလေးတွေကိုလက်နဲ့ဖယ်ပြီးတော့ရေကိုတောက်တယ်။အစာပြေအောင်ရေကိုတောက်လိုက်တယ်။ရေတောက်လိုက်ရမှရင်းနဲ့နှလုံးထဲမှာအေးသွားတယ်။အဲ့ဒါလိုပဲလောကလူတွေဟာတယောက်ယောက် အပေါ်မှာအပြစ်မြင်နေပြီဆိုရင် လူဆိုတာအပြစ်နဲ့ရှိတယ်အဆိုးလည်းရှိတယ်ရေထဲမှာအကောင်းလည်းရှိတယ်မကောင်းတာလည်းရှိတယ်ဆိုတာအဆိုးကိုဖယ်ထားပြီးတော့ကောင်းကွက်ကလေးကိုရရှာပြီးတော့အသုံးချရမယ်လို့ဒီလိုဆိုလိုရင်းဖြစ်အဲ့ဒါကိုမြတ်စွာဘုရားရဲ့အဆုံးအမကို ရှေးဆရာကြီးတွေကဂါထာတိကုံးပြီးတော့ထားတာဒေါသခုနဒေါသိဟိကိဏတ္တ ခုဏဝပတ္တယေတရေတေဝလာတိပဝဟိတဝပိဝေပိပသကောယထာဆိုပြီးခုဏဒောတိဟိကိဏတခုဏဝပတ္တယေဆိုလိုတာကလူတယောက်မှာကောင်းခွက်လည်းရှိတယ်မကောင်းတဲ့အခွက်တွေလည်းရှိတယ်မကောင်းတဲ့အခွက်တွေမေ့ထားလိုက်ကောင်းတဲ့အခွက်ကလေးကိုချိန်ပြီးတော့ကောင်းတာလေးကိုသာချိန်ပြီးတော့သူ့ဘောမှာမေတ္တာသက်အောင်ကြိုးစားပါလို့ဆို အဆိုးကိုဘယ်တော့မှမကြည့်နဲ့လို့ပြောအေးရေစားလို့ရှင်မော်ရီရှိနေတာကိုမကြည့်နဲ့အသာလေးဖယ်လိုက်ရေလေးကိုသာတောက်လိုက်မော်ရီကိုဖယ်ပြီးရေလေးသာတောက်တယ်လို့ပဲမကောင်းတာတွေကိုဖယ်ထားပြီးကောင်းတဲ့အကွက်ကလေးကိုသာနှလုံးသွင်းဆင်ခြင်ပြီးတော့မေတ္တာသက်ဝင်အောင်ကြိုးစားပါလို့ဒီလိုဆိုလို့နော်နောက်ဆုံးမှာ မေတ္တာတရားတိဆောက်ထားနိုင်ပြီဆိုရင်စိတ်ကြိုခြင်းဆိုတဲ့ဒေါသကြောက်ပွဲသွားမှာပဲဖြစ်တယ်။အေးထိခနဲ့ရှိဒေါသဖြစ်ယုံနေမှာမဟုတ်ဘူး။တချို့ကအညို့အတေးရင်ထဲမှာမှတ်ထားတာရှိမှတ်ထားတတ်တယ်။အဲ့ဒါကိုဥပနာဟလို့ခေါ်တယ်။ယံညို့ဖွဲ့ထားတယ်။အဲ့ဒီစိတ်ကြိုခြင်းယံညို့ဖွဲ့ခြင်းဆိုတဲ့နှစ်ခုဟာလူလောကမှာ အချင်းများခြင်းရဲ့အကြောင်းရင်းတစ်ခုဖြစ်တယ်လို့ ဝိဝါဒမူလတောက်တာမှာဒီလိုဟောเนาะ